ကိုဇော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရိယပြည်သူစစ်ပါတဲ့ကျွန်တော်တို့ဆက်နွေရွာအခက်ခဲကတော့အရင်များတာဗျာတဲ့အထက်ကလူကြီးတွေကတဲ့ကျွန်တော်တို့ရွာကိုမေ့ထားလာမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မဝင်ဘူးဗျာတဲ့အခုဆိုစားတပိတ်တာကို၃သိန်းဖြစ်နေပြီတဲ့ဟုတ်ရောကျားတယ်နော်စားတာ၃သိန်းဖြစ်နေပြီတဲ့ဟွစားတော်လည်းဝဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆေးအောင်ဝင်မရှိဘူးတဲ့ဆေးဝါလုံးလုံးလောက်လောက်မရှိဘူးတဲ့ စစ်တီတွေတန်းဝတ်လဲတာရှိတယ်တဲ့ကျွန်တော်ကတော့ထိန်ချမ်းပြီးမဖက်ဘူးတချို့တချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်တဲ့စေဘမပြည့်စုံလို့တဲ့အဲရှိရမလားစစ်တီဒဏ်ရာရလို့တဲ့တောင်းနဲ့ကားနဲ့သွားတယ်ဘူးစီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အဲအရာကြီးလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်ရင်မြေပြင်ကွင်းစင်းပြီးလေးတာလို့ရပါတယ်လို့ပြောပေးပါတဲ့ကျွန်တော်တို့ဆက်နေရွာအခုဆိုတောထဲမှာလည်းမသွားရဲအကျေကျုပ်ချခံရရတယ်လို့ဖြစ်နေတာလေ နှစ်နှစ်သုံးနှစ်တော့နေပြီတဲ့อืมဟုတ်ကဲ့ကျွန်တော်ညီကိုမတော်မမများအားလုံးပဲမင်္ဂလာမနက်ခင်လေးပါခင်ဗျာဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့အခုဖိုင်ဘလော့ channel လေးကမတမာသူတွေရဲ့လက်ချက်ကြောင့်အဟက်ခံရပြီးတော့ပြီးခဲ့တဲ့3-4ရက်ကမှဒါကျွန်တော်ပြန်ပြီးတော့ရခဲ့တာပေါ့နော် ဲ့တွေ့ကြောင့်ဒါကျွန်တော်အရင်ကတင်ခဲ့တဲ့ဗီဒီယိုတွေတပုတ်မှကိုကျွန်တော်ပြန်မရတော့တော့ဗောနော်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကလည်းအခုကပြန်ပြီးတော့ရသွားပြီဆိုတော့ဒါဗီဒီယိုတွေကိုနေ့စဉ်ပုံမှန်အတိုင်းပဲကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တဲ့ကြောင့်ဗီဒီယိုလေးမစခင်ကျွန်တော်ညီကိုမောင်နှမတွေလုံခြုံတဲ့နေရာမှာအဆအဆရရဂယူဆိုင်ပြီးတော့နေထိုင်ကြပါလို့ပဲဒါကျွန်တော်ပြောရင်းနဲ့ပဲဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းအထူးသတင်းကောင်းလေးတွေကိုကျွန်တော်အတိုချုပ်ပြီးတော့ဖတ်ပြပေးမယ်ပြီးရင်တော့ဒီနောက်မှာကျွန်တော်ထုံးစံတိုင်းပဲဟိုဘတ်အောက်တန်စာရကွာဒီဇော်ဘုံဟင်းကလည်းသူတို့ဒီပြူခွေးတွေနဲ့ဒီစစ်ခွေးတွေပေါင်းပြီးတော့ ပြည်သူတွေကိုမဒိန်ကျင့်နေတယ်ဆိုတဲ့အကြောင်းဒီကောင်လမ်းပေါ်တက်ပြီးတော့ဖော်ကောင်လှုပ်ထားတာလေးကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးကျွန်တော်တို့ရက်စီတက်ပွဲတစ်ခုဖြစ်တဲ့ဒီအင်းတော်မြို့သိမ်းတက်ပွဲကစစ်ခွေးတွေလုံးဝကင်းစင်သွားပြီးဖြစ်တဲ့သတင်းအပြည့်စုံလေးကတော့ဧပြီလ9ရက်နေ့ညပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသရဲ့အစီအစဉ်နဲ့ အင်းတို့မြို့သိမ်းတပ်ဘက်ကိုစစ်လက်ကြောကြာဆင်နွှဲခဲ့ပြီးတဲ့နောက်အပိသက်သိမ်းပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အင်းတို့မြို့သိမ်းစစ်စင်ရေးကရက်စီတပ်ဘက်တစ်ခုဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့စစ်ကူမရရှိခြင်းမြေပြင်မှာလက်နက်ရဲကထောက်ပို့မှုဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်ဒေဆုံးမှုများပြားခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ဖိအားကိုရေစီတောက်ခတ်နိုင်ခြင်းမရှိတော့ပဲသူတို့ရဲ့နောက်ဆုံးအခြေပြုရာဂျပန်လှိုင်ကူမှတက်မှတ်မှုဦးဆောင်တဲ့အဖွဲ့ကဧပြီလ9ရက်နေ့ည9:00ခန့်မှာစကန်ဆွန့်လို့ဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ အင်းတော်မျိုးကအကျံပတ်စစ်ကောင်စီရဲ့တမခွန်ခွန်စေတံဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတမမှုကိုတိုင်ကုတ်ကဲနေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါမျိုးတိန်တပ်ဘွဲမှာဟောင်ဝိဇာနှစ်လက်120မမနှစ်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရင်မီကြောက်အမြောက်အများတင်ပန်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တင်ပန်းရရှိထားတဲ့ဒီလက်နက်ခဲရန်တွေကတော့တော်တော်လေးအလှလုံးသွားပြီးတဲ့ပုံရတယ်။ဘေးနားမှာကျွန်တော်ချပြထားပြီးတဲ့ပုံတွေကတော့ဒါအလုံးတွေးကြတဲ့အတိုင်းပေါ့နော်။ ကဲတော့ဒါလည်းရတော့ပထမဆုံးကျွန်တော်တို့ရက်စီတိုက်ပွဲတစ်ခုဖြစ်တဲ့ဒီအင်းတော်မြို့သိမ်းတိုက်ပွဲကစစ်ခွေးတွေလုံးဝကင်းစင်သွားပြီးဖြစ်တဲ့ပထမဆုံးသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာကဲတော့ဒုတိယကျွန်တော်တို့ကိုချေတို့ဘက်ကသတင်းကောင်းလေးတစ်ပုဒ်ကလည်းအပြစ်ရထားချိန်မှာအကြံဘတ်စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးရာကနေရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကတ်တပြည်ကျွာအနီးအနားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ် ဧပြီလ9ရက်နေ့ညအချိန်မှာငလပွေချောင်းအတိုင်းထိုးစစ်ဆင်လာတဲ့ကြောက်ဖြူမြို့နယ်စီတညဝရီရေတပ်ဌာနချုပ်ကအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့အရခတ်တပ်တို့ AA တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကြောက်ဖြူဒေသခံမြေပြင်သတင်းမြစ်တအုပ်ကပြောပြထားပါတယ်။ရေတပ်ဌာနချုပ်ကစစ်သားတွေငလပွေချောင်းအတိုင်းဟွန်းနာနေနဲ့တက်လာတာကတ်တပီရွာကိုစစ်ကြောင်းထိုးလာတာပါ။အဲ့ဒီမှာ AA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ညနေအချိန်ထိတက်ပွဲတွေပြင်းထန်နေပါတယ်။မနေ့ကမနက်ပိုင်းအထိကိုလည်းတက်ပွဲတွေပြင်းထန်နေကြောင်းဒေသခံတအူးကပြောပြထားပါတယ်။ မနေ့ကကတ်တပီရွာအနီးအနားမှာဖြစ်ပွားခဲ့တဲ့တပ်ပွဲအတွင်အကြံဖက်စစ်ကောင်စီဘက်ကဆုတ်ခွာသွားပြီးကြီးရွာတွေအနီးအနားမှာဆက်လက်စီနေသေးတယ်လို့စစ်ရေးသတင်းမြစ်တွေကဆိုထားပါတယ်။ဆက်ဆက်ပြီးတော့ဒီရခိုင်ပြည်မောင်းတော်မြို့နယ်မြောက်ပိုင်းမှာစစ်ရဲအတွင် အာစာအကြံဖက်အဖွဲ့ဝင်40ကျော်ကို အာရခတ်တော် AA ကဆင်းလင်းနိုင်ခဲ့ပြီး10ယောက်ကျော်ကိုဖမ်းဆီးရမိထားတယ်လို့သတင်းရင်းမြစ်တွေထံကသိရပါတယ်။ဧပြီလ1ရက်နေ့ကနေမနေ့ကဧပြီလ10ရက်နေ့အထိကိုအာစာအဖွဲ့ဝင်40ကျော်ကိုဆင်းလင်းနိုင်ခဲ့ပြီး ဆယ်ယောက်ကျော်ကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သတင်းမီဒီယာကပြောဆိုထားပါတယ်။ဧပြီလ၄ရက်နေ့နေ့လယ်ကလည်းမောင်းတော်မြို့နယ်လဘာဝရွာပြအနီးအာဆာအဖွဲ့ဝင်တချို့ကိုအေအေကထိတွေ့ဆင်းလင်းခဲ့ရာအာဆာအကြမ်းဖက်သမားတယောက်ကိုတနက်နှက်လက်နက်ခဲယမ်းအချို့နဲ့အတူအသေးဖမ်းမိခဲ့တယ်လို့လည်းသိရပါတယ်။ မော်တော်မျိုးနဲ့မြောက်ပိုင်းမှာအာစာအကြံဖက်အဖွဲ့ကအခုနောက်ပိုင်းခက်ဆစိတ်လှုပ်ရှားလာနေပြီးအပြစ်မဲ့အရက်သားပြည်သူတွေအပါအဝင်အေအေတပ်ဖွဲ့ဝင်တွေကိုပါခြုံကိုတိုက်ခိုက်လာနေတာဖြစ်တဲ့အတွက်အေအေကအခုလိုလိုက်လံဆင်းလင်းရေးလုပ်နေရတာဖြစ်တယ်လို့သိရပါတယ်ဆိုပြီးတော့နရစ်စတာကတင်ထားပြီးတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်မြန်။ကဲနောက်ဆုံးသတင်းကောင်းလေးတစ်ပုဒ်ကတော့မကွေးတိုင်းပေါ့မြို့နယ်မှာအုံတော်နဲ့ရာကြီးပြင်ကြေးရွာတွေထဲအထိုင်ချထားတဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာ24ကစစ်ကောင်စီတပ်ကုန်မိုင်းဆွဲတိုက်ခတ်ခဲ့ရာ စစ်ကြောင်းမှုအပါဝင်9ရောက်တေဆုံးပြီးတော့တုံးပွင့်ဘူအပါဝင်17ရောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ဖြူတကိုတော်ကြားစု ADF တပ်ဖွဲ့ကပြောပြထားပါတယ်စစ်ဖြူတကိုတော်ကြားစု ADF တပ်ဖွဲ့နဲ့တော်လိုင်းတပ်ဖွဲ့တွေထောင်ထားတဲ့တိုက်မိုင်းတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖျက်ယူရမှာအဝေးထိမ်းမင်းနဲ့ဖောက်ွယ်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဧပြီလ3ရက်နေ့မနက်ပိုင်းမှာတလုံးနဲ့နေ့လယ်ပိုင်းမှာတလုံးမန်းဆွဲတိုက်ခတ်ခဲ့ပြီးဧပြီလ4ရက်နေ့မနက်ပိုင်းမှာထပ်မံမန်းဆွဲတိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်ကထိခိုက်တေဆုံးမှုတွေများခဲ့တယ်လို့ဆိုထားပါတယ်ဆိုပြီးတော့ မောင်းကတင်ထားပြီးတဲ့နောက်ဆုံးသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာကဲတော့ဒီမနက်ပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီကြပါပဲဒီနောက်မှာကျွန်တော်တို့စီရင်ဘူကြီးဇင်ယောရဲ့စီရီသုံးသက်ချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့တော့မျိုးသိမ့်လိုက်ပွဲအောင်မြင်လိုက်တဲ့အတွက်သခိုင်းတိုင်းမှာစီရီချိန်ဝင်ချာအပြောင်းလဲတွေဖြစ်လာတော့မှာဖြစ်ပါတယ်ဟွန်းရွှေဘူမြင်းကြီးနာကာလာနဲ့ဇထာလန်းဆုံရနေတာဖြစ်တဲ့အတွက်စစ်ကောင်စီကမြေကြီးနားကိုကုန်ကန်းရေတန်းကနေထောက်ပံ့ပို့ဆောင်လို့လုံးဝလုံးဝမရတော့ဘူးဖြစ်ပါတယ် ။လဘာတန်းလုံးကိုလည်းထိတ်ထုတ်ထားနိုင်ပြီးကတာမြို့ဟာလည်းပိတ်ပြီးနေပြီးဖြစ်ပါတယ်။ကချင်ပြည်နယ်အဆက်ဖြစ်တဲ့နန်စီအောင်ကစစ်ကောင်စီအဖွဲ့တွေကိုမောင်းထုတ်နိုင်ခဲ့ရင်ဘုံကြီးမြို့ဟာလည်းစစ်ကောင်စီအတွက်လှုပ်ရှားရတာဖြတ်တဲစီမှာဖြစ်ပါတယ်။ချီချိုင်ကလည်းစစ်ကောင်စီအတွက်ရတမအေးရတော့ပါဘူး။လက်ရှိအနေထားမှာတော့မြို့နယ်ကသာလောက်ကသာစစ်ကောင်စီဟာဆုံးမထားနိုင်တာဖြစ်ပါတယ်။ကတာနဲ့ချီချိုင်ဟာလည်းနောက်ချက်လွတ်မြောက်ဖို့လမ်းပွင့်သွားတဲ့မြို့တွေဖြစ်ပြီးစကားရှမ်းမြောက်ကချင်တို့ရဲ့စုံကြရဝုံကိုကာကွယ်ရေးအင်အားစုတွေကအပြည့်အဝထိန်းချုပ်နိုင်တဲ့အောင်မြင်မှုတရလို့ပဲဆိုရမှာဖြစ်ပါတယ် 不过代，十六七岁，嗯啊啊也都都内内嗯、你们阿要过得去七天第一嘛？天下都在讲戏，是这样子讲哈。第一是温度，零点幺四六二，就二，先话下你的事。九点发言嘞，东莞财有两代，这话哪里话嘞？昨天七岁、啊，我们东莞你这过天天第一五桌有五百呢，七点多有三幺个。侬会带不然人、啊、来嘛、啊？老乡们就去洗里话嘞，广到时看嘛、啊，咱俩个讲重点嘞，悠悠个是幺零零话嘞。阿、啊，楼乡在个嘞，七点幺四七九二六七八嘞。 မန္တလေးမှာတော့စစ်ကောင်စီအားပြည်သူလူထုကိုကယ်ဆယ်ဖို့ထက်နမ်းမျိုးယိုပြိုကျပျက်စီးတာကိုသာတင်အားထုတ်ပြီးပြင်ဆင်နေတာဖြစ်ပါတယ်မန္တလေးမြို့မှာကြာမန္တတွေဖြတ်သိမ်းနေပြီဖြစ်ပါတယ်ဒီငလင်းသာမဖြစ်ခဲ့ဘူးဆိုရင်တူဖို့တူဖို့နဲ့ဝင်ငန်းရုပ်တွေမြင်တွေ့ရအောင်မှာဖြစ်ပေမဲ့မန္တလေးပြည်သူများနဲ့အတူထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ချွေမန္တလေးမှာကိုတုံးကမန္တလေးညတွေကြံဖြစ်လာဖို့အချိန်အတော်ညွာအောင်မှာဖြစ်ပါတယ်နေပြည်တော်စိတ်မသာဖြစ်နေတဲ့စေကောင်းဆောင်မင်းအောင်လှိုင်ဟာယာယီနေထိုင်မှုမြို့တစ်ခုကိုရွေးချယ်နေပုံရပါတယ်ကြောက်လန့်ပြီးရှောင်တယ်လို့လဲ မပြောမခံရလေအောင်ပြင်ဦးတွေကိုဒါနေနိုင်တယ်လို့ခံမှန်းရပါတယ်ကဲတော့အားလုံးကြားကြတဲ့အတိုင်းပေါ့နော်ဒါလေးကတော့ဒါကျွန်တော်စီတင်ဘူကြီးစင်ရော်ရဲ့စည်ရည်တည်င်းစည်ရည်သုံးသက်ချက်လေးတွေပဲဖြစ်ပါတယ်ကဲနောက်ထပ်ကျွန်တော်တို့ဒီအင်းတော်မြို့သိန်းတက်ပွဲနဲ့ပတ်သက်ပြီးတော့တည်င်းဆောင်းပါးလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာလိုင်ကူလိုင်ကူอืมဂျပန်လိုင်ကူဒါလိုင်ကူဂျပန်လိုင်ကူอืมစကိုင်းနိုင်ထက်ပါရင်ကချင်ပြည်နယ်နယ်စပ်မြင်းအနီးမှာရှိတဲ့အင်းတော်မြို့ကို တော်လိုင်းပူပေါင်းတက်တွေကရှစ်လနီးပါးကြာတိုက်ခတ်ခဲ့ပြီးတဲ့နောက်ဧပြီလ9ရက်နေ့ညအုပ်ပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ဧပြီလ9ရက်နေ့ည7နာရီလောက်ကအင်းတော်မြို့မှာတခုရဲကြက်နေတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်းကူဂုံးကိုတော်လိုင်းပူပေါင်းတက်တွေကသိမ်းပိုက်ပြီးတဲ့နောက်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာလို့ရှီတိုင်းသတင်းရင်းမြစ်ကပြောပါတယ်။ ။ဧပြီတရက်နေ့မှာဂျပန်နိုင်ငံကုန်းမှာတက်ဆွဲထားတဲ့စစ်တပ်ကစခန်းအပြင်ထွက်ပြီးစစ်ကြောင်းထိုးလာတာကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကလိုက်လံတိုက်ခတ်ရမှာအဲ့ဒီစစ်ကြောင်းကိုချီးမုန်းနိုင်တယ်လို့စခန်းကောင်းတစ်ခုလုံးကဆက်လက်သိမ်းပိုက်နိုင်ခဲ့တာပါ။ကစကြောင်းထိုးလာတဲ့အခါမှာတိုင်းရဲတော့အလိုပဲဟိုစုပ်ကြည့်ဆုံးတယ်ပေါ့နော်ကိုဘကကြီးကဟိုမြို့မြို့မှာဘုန်းကြီးချောင်းတို့ဒီဖရားဒီလျောင်းလုံးဖရားကုန်းတို့ရတာပေါ့နော်ရပြီးတော့မှနောက်တစ်ခုကျတော့ဂျပန်နိုင်ငံကုန်းထိုင်ရတာပေါ့ဒီနေ့ကတော့အဲ့လိုမျိုးကိုဘကထပ်ပြီးတော့ စီပြန်ဆင်းတဲ့တဘောမျိုးလုံးလိုက်တာပေါ့နော်နောက်ဆုံးကြတော့ဒီရက်လုံးကလည်းနေနေချင်းနေတာပေါ့နော်ဟိုနှစ်ဖက်ချဆုံးနေတော့ရှိတာပေါ့အင်းတော်မျိုးသိန်းတိုက်ပွဲမှာတော်လိုင်းကြီးပူပေါင်းအဖွဲ့ကြီးဘက်ကနေစစ်ကောင်စီတပ်ရဲ့စစ်တုံးမှန်းအများပြဖမ်းမိခဲ့တယ်လို့120မမဟောင်ဝင်စာအမြောက်လက်နက်ကြီးအပါဝင်လက်နက်ခဲယံအများပြတင်းစီရရှိထားပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့တခြားလုံးစစ်ကောင်စီတပ်ကလေကြောင်းကနေဂျက်တိုက်လေရင်နဲ့ဝိုင်းတွဲအမျိုးအစားလေရင်တွေနဲ့ပါတဏီကုံဘုံကျဲတိုက်ခတ်ခဲ့ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ အင်းတော်မျိုးကိုပြီးခဲ့တဲ့ဩဂတ16ရက်နေ့ကစတင်ပြီးတော်လိုင်းကြီးပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တာပါနှစ်လနီးပါးခန့်အကြာမှာမြို့ပေါ်ရက်ွက်အားလုံးကိုတင်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်းကူကုန်းစခန်းတစ်ခုသာကျင်းပခဲ့တာပါဂျပန်လိုင်းကူကုန်းဟာအင်းတော်မျိုးရဲ့အရှိတ်တစ်ဆက်ထဲမှာရှိပြီးအရှိတ်အနောက်ကျွတ်တန်းနေတဲ့တောင်ကုန်းတစ်ခုဖြစ်ပြီးအင်းတော်မျိုးနဲ့ရွှေဘုံမြစ်ကြီးနားလမ်းကိုဖြူဟာအရဆုံးမထားနိုင်တဲ့ဂုံးတစ်ခုလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်တဲ့နန်စီရောက်မြို့နယ်28မိုင်ခန့်သာဝေးပြီးဗျူဟာအရာရွှေဘိုမြကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်မြို့ကိုလက်မလွတ်ရရဲ့အတွက်စစ်ကောင်စီတပ်ကအပြင်းအထန်ခုခံခဲ့ပြီးမြဲလက်လွတ်ခဲ့ရတာပါအင်းတော်ရရတဲ့ဆိုင်ရင်ကျွန်တော်တို့ကဒီခုဒီဘက်ဆိုလဲကျွန်တော်တို့ကလေးချိန်တိုင်းရဲ့ကဘောဖေးရဲ့ကျွန်တော်တို့ဒီချက်ဒီလိုက်စားနဲ့ကျွန်တော်တို့အချိန်ကိုတွန်းဟိုဒီဘက်မာမေးစစ်ဆိုင်ကိုအချိန်ကိုတွန်းဥပွဲလုပ်ဆောင်ရရတဲ့စေရေးပိုင်းမျိုးလေး တည်ပြီးပါရပါအရေးကြီးတဲ့မျိုးတစ်မျိုးဖြစ်ကျွန်တော်တို့ကမင်းတို့ကကျန်ပြီလေတော့ဖဲထားတယ်ကျန်ပြီလေစကားပြောလိုက်ပါစကိုင်းတိုင်းအင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော်ပြည်အရေးမြို့သားညီညွတ်ရေးအစိုးရ NUG လောက်ခံ PDF တက်တွေနဲ့ ABSD ရဲ့ចောင်းသားတက်အပြင်ဒီသားခံလူငယ် PDF အများပြားကပူပေါင်းတက်ခဲ့ခဲ့တာပါ ပြီးခဲ့တဲ့မက်စလာ9ရက်နေ့မှာလည်းကတာမျိုးရှိချင်းပြန်တရင်ခမရ309ကအင်အား150ခန့်ပါတဲ့စစ်ကြောင်းဟာမြို့အနောက်ဖက်16မိုင်ခန့်အကွာမှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မျိုးကိုအင်းတော်ကတာလန်တိုင်းဥတီစစ်ကူတွားခဲ့ရမှာကတာမျိုးအနောက်ဖက်9မိုင်ခန့်အကွာမှာအတိုက်ခံခဲ့ရပြီးစစ်တုံးမှန်အများပြဖမ်းမိခဲ့ပါသေးတယ်မြန်မာအထင်အရည်စစ်ကောင်စီကတော့လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေပြီးလက်ရှိချိန်မှာဘုံကျဲတိုက်ခတ်မှုကြောင့်မြို့ပေါ်ကတပ်တနိကအဆောက်အဦတွေပျက်စီးသွားပါပြီ။ လက်ရှိအချိန်မှာတော့အာနာသိန်းစစ်ကောင်စီအနေနဲ့မြို့ပေါင်း60ကျော်ကိုလက်လွတ်ဆုံးရှုံးထားရပြီးအင်းတော်မြို့ရဲ့မြောက်ဖက်မိုင်20ခန့်အကွာမှာရှိတဲ့မော်လူးမြို့ကိုလည်းပြီးခဲ့တဲ့2023ဒီဇင်ဘာမှာ ABSDN နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်ကဲတော့နော်ဘာပဲပြောပြောဒီအင်းတော်မျိုးသိန်းတက်ဘွဲကနေရရှိတာတဲ့ဒီလက်နက်ခဲရန်တွေကတော့တကယ်ကိုကျင်းနဲ့အားရစရာကြီးပဲနော်နဲတာမဟုတ်အလှူလောက်သွားပြီလားနော်ကဲနောက်တဲ့သူတို့ဒီအကြံပတ်စစ်ခွေတက်ဘယ်လောက်ထိရောက်မှလဲဆိုတော့ဒီငလင်တန်ဘေးသိမ့်နေတဲ့ကျောပြည်သူတွေကို ကယ်ဆယ်ရေးတက်လုံနေတဲ့ဒီပရာဟိတအဖွဲ့တွေကိုတင်းကျက်တဲ့အမိတ်ထုတ်ပြန်လာနေပတ်သက်ပြီးတော့ RFA ကတင်ထားပြီးတဲ့သတင်းဆောင်မလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဒေသတွေမှာပြည်သူတွေအရေးကြီးအကူအညီလိုအပ်နေတဲ့အချိန်စစ်ကောင်စီဟာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်တင်းကျက်တဲ့အမိတ်တွေထုတ်ပြန်လိုက်ပါတယ်။ကုညီလူတန်းမှုတွေကိုဒေသအာဏာပိုင်တွေကတဆင့်လူတန်းဖို့ကြိုတင်ခွင့်ပြုချက်ရယူဖို့စတဲ့ကန့်သက်ချက်တွေကြောင့်ငလင်ဘေးကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေလုပ်ငန်းရပ်ဆိုင်းရမယ့်အခြေအနေဖြစ်လာပါတယ်။ ။နားလေးမျိုးရှေးဆိုင် Pride အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတယောက်ကတော့သူတို့ရဲ့ကွန်ကြီးကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပြီလို့ RFP ကိုပြောပြပါရယ်။သူတို့ကလည်းဘာလုပ်နိုင်လဲဆိုဘာမှမလုပ်နိုင်ဘူး။လုပ်နိုင်တဲ့လူတွေပေါ်မှာအခုလိုကြီးလုပ်လိုက်တဲ့ဆိုတဲ့ဟာမှာတော့အရန်စိတ်မကောင်းစရာလည်းကောင်းတယ်။အခုလက်ရှိမှာလည်းလူမှုကလည်းလူမှုပဲပြန်ဆောက်ရှောက်နေတာပါ။ကျွန်တော်တို့ကွန်ကြီးဖို့လည်းလူမှုအပေါ်မှာတော့စိတ်မကောင်းပါဘူး။ဒါဒီတိုင်းရဟိုအဆင်ကိုမပြေနေတာပါကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ဒါကိုရက်တက်လိုက်ပါပြီဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောပြလိုပါတယ်ဗျဟုတ်ဗျ နောက်ထပ်မန္တလေးမြို့ရှိဆိုင်ကယ်ဆယ်ရေးဖွဲ့တစ်ခုကလည်းသူတို့ရဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒေသအာဏာပိုင်တွေဘက်ကတားဆီးမှုတွေလုပ်လာတယ်လို့ဆိုပါတယ်။ကူညီကယ်ဆယ်ရေးဖွဲ့တွေကိုလွတ်လပ်လပ်လပ်တောက်ခွင့်မပြုတော့ဘဲကြိုတင်ခွင့်ပြုချက်ရယူဖို့ဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့စစ်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကဧပြီ9ရက်နေ့မှာပြောဆိုခဲ့တာပါ။အဲဒီနောက်ငလင်ဘေးအခြေခံစားတောက်ကုံထောက်ပံ့မှုတွေကိုလည်းမြို့နယ်စစ်ကောင်စီအာဏာပိုင်တွေကတဆင့်လူဒန်းဖို့ဧပြီ6ရက်နေ့မှာစစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ ငလင်ဘေးသင့်ပြည်သူတွေကိုကုညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူတယောက်ကတော့ကုညီထောက်ပံ့ရေးပစ္စည်းတွေကိုစစ်ကောင်စီလက်ထဲထည့်ပေးနိုင်ဘူးလို့ RFP ကိုပြောပါတယ်။ကျွန်တော်အဲ့လိုတောင်းမယ်ဆိုရင်ကျွန်တော်လုံးဝမသူတို့လက်ထဲလုံးဝဆင့်မပေးနိုင်ဘူးကြ။ကျွန်တော်တို့ကလည်းလူမှားပါအစီအစီမဖြစ်ဘူး။နော်သူတို့လက်ထဲကိုဆင့်မယ်ဆိုရင်လုံးဝမဆင့်မပေးနိုင်ဘူးကျွန်တော်တို့လူပဲနဲ့တင်ရတယ်။စစ်ကောင်စီရဲ့ကန့်သက်ချက်တွေနဲ့ပတ်သက်လို့သခိုင်းမန္တလေးနဲ့ရှမ်းပြည်နယ်တွေမှာကုညီကစဲရေးလုပ်နေတဲ့အဖွဲ့အစည်းတစ်ဆယ်ကျော်ကို RFA ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။သူတို့အားလုံးကလုပ်ငန်းယာယီရဆိုင်တာဒါမှမဟုတ်လုံးဝရဆိုင်တာမျိုးထိလုပ်ဖို့အစီအစဉ်နေတယ်လို့ပြောပြပါတယ်။ အရက်ဖက်အဖွဲ့အစည်းတွေဟာစစ်ကောင်စီနဲ့ပူးပေါင်းရင်သူတို့ကိုထောက်ပံ့ကူညီနေတဲ့ဒေသတွင်းနဲ့နိုင်ငံတကာအလူရှင်တွေရဲ့ယုံကြည်မှုကြာဆင်းမှနဲ့အမှန်တကယ်ကူညီလိုအပ်နေသူတွေရှိမရောက်မှာကိုစိုးရိမ်နေကြတာပါငလင်းဘေးတင်ပြည်သူတွေဟာသူတို့နေ့စဉ်ရက်တည်ရဲအတွက်အရက်ဖက်အဖွဲ့တွေရဲ့ကူညီထောက်ပံ့မှုတွေပေါ်အဓိကမိခိုနေရတာလည်းဖြစ်ပါတယ်ပရိုက်တာအဖွဲ့တွေလူတန်းမှုနှဲသွားရင်ဒုက္ခရောက်နိုင်တယ်လို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့မန္တလေးမြို့ကငလင်းဘေးတင်ပြည်သူတယောက်က RFP ကိုပြောပြပါတယ် အိမ်ကပြောင်းသွားပြီသရင်မှာသွားနေလို့ရှိရင်လည်းအဲ့ဒီမှာလည်းဘာသာဟိကပြည့်စုံလာပြီလို့ရှိရင်ကျွန်တော်တို့ပုံမှန်မရဘူးအဲ့ဒီမှာတာဝန်ခံတွေကပြည့်စုံကိုခိုးယူရတယ်သူတို့ခွာရောက်နေတဲ့လူတွေပုံမှန်မရဘူးဆိုရပါကဘာမှတစ်ခုမှတောက်ဆိုရလည်းမရှိဘူးဆိုတော့နောက်ဘာသာဟိကလည်းဆက်ပြီးတော့သူတို့ဘယ်လိုလာလို့မရှိဘူးသူတို့ကလည်းနောက်ရဆုံးသွားမှဆိုကျွန်တော်တို့ကပို့ပြီးတော့တို့ခွာရောက်မှာပါတာတွေကစစ်ကောင်စီကတော့ဘာကြောင့်ဒီလိုကန့်သက်ထိန်းချုပ်မှုတွေလုပ်ရတယ်လဲဆိုတာထုတ်မပြောသေးပါဘူး ါမဲ့ရခိုင်ပြည်နယ်မှာ2023ခုနှစ်မုခါမုန်တိုင်းကာလတုန်းကလည်းကုညီကစားရေးပစ္စည်းတွေအရခတ်တက်တော် AAC ရောက်ရှိနိုင်တယ်ဆိုတဲ့စိုးရင်ကြတဲ့စစ်ကောင်စီကကန့်သက်ထိန်းချုပ်တာတွေလုပ်ခဲ့တယ်လို့ရပ်ဖက်အဖွဲ့အစည်းတွေကပြောပြပါတယ်။အခုငလင်ဘေးမှာလည်းပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့တိုင်းအသာလက်နက်ကင်တွေရှိထောက်ပံ့ရေးပစ္စည်းတွေရောက်ရှိနိုင်တယ်ဆိုတဲ့စိုးရင်ကြကြောင့်ကန့်သက်ထိန်းချုပ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းနှုကို RFA ကဒီကနေ့ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိသေးပါဘူး။နိုင်ငံရေးလှိလာတုံ့တက်သူဒေါက်တာလကျော်ဇော်ကတော့စစ်ကောင်စီဟာပြည်သူ့ဘက်ကမစင်စားဘဲ အနာတိမြေရှုထောင့်ကနေစဉ်းစားနေတာလို့ဝေမှာပါလေ။ဘာဘာဘာဘေးကနေရည်ဖြစ်လာပြီဆိုရင်အဲတုံ့ပြန်တဲ့အစိုးရရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့နော်အဲပြောနိုင်တာဒီအစိုးရပြည်သူလူထုအကျိုးဘယ်လောက်ပူစားပြုလဲဆိုတော့ပြောနိုင်တယ်။သူတို့ကတော့သူတို့အနာမြဲဖို့ပဲလေပြည်သူတွေပေပေကြေကြေဘာဖြစ်ဖြစ်ပေါ့အဲဘယ်သူဘာဖြစ်ဖြစ်အဲ့ဒါသူတို့ရဲ့စိတ်ဓာတ်ကိုပြတာဗျ။ကုလသမဂ္ဂပါဝင်နိုင်ငံတကာဖွဲ့စည်းတွေကတော့ငလင်ဘေးတင်ဒေသတွေကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလွတ်လွတ်လပ်လပ်တောင်းခွင့်ပြုဖို့နဲ့ ်လုံချုံရေးအာမခံချက်ပေးဖို့စစ်ကောင်စီကိုတိုက်တွန်းနေပါတယ်။ကုလသမဂ္ဂအစင်းတွေကငလင်းဘေးတင်ဒေသတွေမှာနေထိုင်သူ18တန်းကျော်ရှိပြီးအဲ့ဒီကလူကြီး9တန်းကျော်ဟာငလင်းတံကိုအပြင်းထန်ခံစားနေရတယ်လို့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေပါတယ်ခင်ဗျာ။ကဲတော့ဟိုဘအောက်တန်စာရက်ကအယုတ်ကဲ့အမျိုးရုပ်ဘောမတက်တိုင်းမင်းတို့ကြားတယ်နော်မင်းတို့ဒီအဂျမ်ဘတ်စစ်ခွေတပ်ပရာဟိတအဖွဲ့တွေအပေါ်ဘလောက်ထိမိုက်ရိုင်းထားလဲဆိုတော့မင်းတို့အားလုံးကြားရတဲ့အတိုင်းပဲနော် ဲ့တော့ကိုကိုတိုင်ကလည်းပြည်သူတွေကိုကူညီပေးတဲ့အောင်နဲ့အုပ်လေးတစ်ချက်ကိုမင်းတို့ခွေတက်တက်တက်လုံကဝိုင်းမနေတဲ့ပုံလေးလမ်းပေါ်တင်ပြီးတော့နော်ဖော်ဆိုလေးလုတ်ပြတာလောက်ပဲမင်းတို့ခေါင်းထဲမှာစီတာသမ ्या ဟိုတီပတ်တီကူညီပေးနေတဲ့ဒီပရဟိတတွေကိုကြတော့နော်အမျိုးမျိုးစည်းကမ်းတွေဥပဒေတွေထုတ်ထုတ်ပြီးတော့မပြက်ပြက်စီအောင်မင်းတို့အဖြတ်သဘောတွေလိုက်လောက်နေတာနော် ဲလာပါပြီနောက်ဆုံးအနေနဲ့ကတော့ဒီလောင်ဖုတ်ဟောင်းကတော့သူတို့ဒီပြူခွေးတွေစားတပိတ်တာဟိုတော့မှ3သိန်းလောက်ပေးဝယ်နေရပြီးတော့အစာရည်စာတွေငတ်ပြတ်နေတဲ့အကြောင်းရဲ့သူတို့ဒီပြူခွေးတွေနဲ့စစ်ခွေးတွေပေါင်းပြီးတော့ပြည်သူတွေကိုမတိုင်းကျင့်နေတဲ့အကြောင်းဒီကောင်ဖော်ကောင်လှုပ်ထားတာလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာကိုဇော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယာပြည်သူစစ်ပါတဲ့ဖုံးပိုင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့ဆက်နေရအခက်ခဲကတော့အရန်များတာဗျာတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေသေးတဲ့ ကပန်းနီစကန်တိုက်ခံရပြီးကလေးကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေရာစစ်တီတွေနဲ့အတူတူကြားရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဘောင်းမပြည့်စုံဘူးကြီကာအုပ်ထုတ်မပြည့်စုံလဲအားတက်တရောနဲ့ရွရွချွညွတိုက်ခဲ့ကြတယ်တဲ့အထက်ကလူကြီးတွေကတဲ့ကျွန်တော်တို့ရွာကိုမေ့ထားလာမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့ မဝင်ဘူးဗျာတဲ့အခုဆိုစားတပိတ်တာကို3သိန်းဖြစ်နေပြီတဲ့ဟုတ်နော်စားတယ်နော်ကို3သိန်းဖြစ်နေပြီတဲ့อืมစားတော်နဲ့ဝါဝါလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆေးအဝင်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေတန်းဝတ်လေတာရှိတယ်တဲ့ကျွန်တော်ကတော့ထိန်ချံပြီးမဖက်ဘူးတချို့တချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်တဲ့ဆေးဝါးမပြည့်စုံလို့တဲ့ရှင်းရမစစ်တီတန်းရရလို့တဲ့တောင်းနဲ့ကားနဲ့သွားတယ်ဘူး စီမရှိဘူးတဲ့မတရားတဲ့ဖြစ်တွေတဲ့အေးအရာကြီးလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိကြရင်မြေပြင်ကွင်းစင်းပြီးလဲတာလို့ရပါတယ်လို့ပြောပေးပါတဲ့ကျွန်တော်တို့ဆက်နေရွာအခုဆိုတောထဲမှာလည်းမသွားရဲအကျေကျုပ်ချခံရရတို့ဖြစ်နေတာနှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နေရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ဝိုင်းတွင်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်ဆီခွဲစရာမစားငပိဟင်းကျိုဆေးဝါး ကျောင်းသုံးပစ္စည်းဆက်ပြတော်ရိုက်စေနဲ့မိန်ကလေးလာစဉ်သုံးပစ္စည်းအစားရှိသဖြင့်ပြီးတော့မန်တော်ရွာကနေအောင်သာယာရွာကိုလည်းတိုက်စစ်အမြဲပေါ်ဆောင်နေပါတယ်တဲ့။မြေပြင်မှာဖြူအောင်မှုရှိတယ်တဲ့အရန်တော်တယ်တဲ့။ပေါင်ကိုကြီးမှန်တာတော့အဝတ်စီးပြီးတော့တိုက်တာတဲ့။အဲလောက်ဂျိုးဂျိုးစွာသာတိုက်တာတော့ ਨੇ အစဲခံနေရတယ်တဲ့။ဟုတ်ကဲ့ဒီလိုပါလေပြောပေးပါလေကျွန်တော်တို့ဆက်နေရကိုပေါ့နော်ပြန်ပြီးတော့ကြည်ပေးပါပေါ့။ခြေတန်းကစစ်တီတွေ စားတော့ဝဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အယန္တနာဖို့ကောင်းတယ်အင်းနော်အခုနှစ်ချောင်းချစ်ကြပြီလို့တရင်ကြရတယ်တဲ့ပြီးရင်ကျွန်တော်တို့စီလာလိမ့်မယ်တဲ့ကျိန်းသေးလာမှာတဲ့အချိန်ရတော့ဗောအင်းရန်ရိတ်ကဖြည့်တင်းဖို့တောင်းဆိုခြင်းပါတယ်တဲ့ရန်သူဒရုန်းကချမ်းပါကိုထောင်ထားတာကိုမရတာဗျာတဲ့ဒရုန်းကန်းနဲ့ပြစ်လည်းမရဘူးတဲ့ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီတွေမနေတော့ဘူးတဲ့ကျွန်တော်တို့စစ်နေရောကိုပြစ်မထားပါနဲ့လို့ပြောပေးပါတဲ့ ဘာလို့မလုပ်ရဘူးဆိုတော့ဝင်ငွေတွေလည်းမရှိဘူးတဲ့လာစားလဲတဲ့ခုတစ်ခေါက်လာမှပဲခုတစ်ခေါက်လာမှပဲပြောတော့မယ်ဗျာတဲ့ကလေးကိုမသွားရတာ၃နှစ်ကျော်ပြီဆိုတော့တဲ့ဘာမှမရှိတော့အောင်ပြက်လက်နေပြီတဲ့ကျွန်တော်တို့ဆက်နေရောအတွက်ကြည်ပေးပါတော့လို့ပြောပေးပါတဲ့ကလေးကိုလမ်းပေါက်မှာအဲ့ဒါတွေအကုန်ပြင်ရှင်းလို့ရမှာပါတဲ့ကျေးဇူးပြုပြီးစာတွေဖတ်ပြီးသွားရင်စာပြန်ပေးပါတော့တဲ့အခုတော့ကျွန်တော်ပြောချင်တာကတော့ မရေကျင်တာတို့ပါလို့အဲကျွန်တော်တို့ပြောလိုက်ရင်မရေကျင်တာဘယ်လိုကျင်တာလဲလို့ကျွန်တော်မေးတော့မြခွေတန်းနဲ့ပြူခွေတွေပေါ့အဲ့ဟိုဟာတဲ့ပြူတွေကကျင်တာဆိုတော့ကျွန်တော်ကနားလေလူကအဲ့လိုပြူရလို့ပြောတယ်နားမလဲလူကစစ်တက်ကကျင်တာလို့ပြောတယ်อืมတကယ်တော့စစ်တက်ကမဟုတ်ဘူးကျွန်တော်တို့စစ်သားတွေပင်ပိုက်ပြီးညင်းနေတယ်စစ်တက်သားတွေမဟုတ်ဒီပြူတွေကလည်းဟိုကျွန်တော်တို့နိုင်ငံအတွက်ပြူပြူပြူစောတိတာသူတို့ပြောသလိုပါလေပြည်သူစစ်လာအဲ့ဘက်က မင်းကုန်းဘက်မှာပေါ့နော်ရှိတာကျွန်တော်တို့ဒီကြတော့ကျွန်တော်မသိဘူးပြောတော့သူတို့မရင်းကျင်နေတဲ့ကဲကြည့်အောင်နော်အဲမရင်းကျင်ခံရတဲ့လူကဘယ်မှာရှိနေလဲဆိုတော့ပြင်ဦးလယ်မှာရှိနေဘူးဟင်းဟာဟုတ်လားလို့ဆိုတော့ဟုတ်တယ်တဲ့အဲစစ်တပ်ကကျင့်နေဆိုတော့အတန်မျိုးပေါ့ဟိုကျွန်တော်တို့လူရသားကြတော့မသိဘူးပေါ့ဗျာမသိတော့စစ်တပ်ကကျင့်နေပဲပြောတာတကယ်တော့စစ်တပ်ကကျင့်တာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီလူတွေကိုလည်း မရင်းကျင်တာမကျင်တာတော့ကျွန်တော်ဒီမှာတိတ်မပြောချင်ဘူးပေါ့နော်ဟိုဟုတ်ရင်လည်းဆက်မလုပ်ပါနဲ့တော့ဒါပေမဲ့အဲ့ဒီဘက်ကလည်းတကယ်ကိုလုံးဝအကြောက်တရားနဲ့အုပ်ချုပ်လို့ရမယ်မနေမြေမျိုးအဲ့လိုဖြစ်နေရတော့ရှိတယ်ဒါကျွန်တော်ရဲ့ဘိုးဘော်တော့သွားခဲ့တဲ့တွေးခဲ့တဲ့အတွေ့အကြုံရအခက်ခဲကိုပြောပြတာတကယ်တမ်းကျွန်တော်အမှန်တမ်းပြောပြူလေးပေါ့နော်ဘဒူဝါလဲတော့မသိဘဲပြူလဲတော့မသိဘူးပြူလေးကမရင်းကျင်တာအဲ့ ဒါအမှန်တရားอืมကျွန်တော်လုံးဝမလိမ်ဘူးကျွန်တော်မေးပြီးပြီနော်ကဲတော့နော်မင်းတို့စစ်ခွေးတွေရောပြူခွေးတွေရောတတူပဲနော်ဒီပုတ်တွေကဒီပဲကြီးပဲနော်ဟိုလူကျင့်နေဒီလူကျင့်နေလိုင်းမလုံနဲ့မင်းတို့ခွေးတက်တက်တက်လုံးကမရင်းကောင်ရဲ့ဓမြကောင်ရဲ့အကျံဖတ်သမားတွေကြီးပဲနော်တခိုးဓမြတွေနဲ့ဖွဲ့စည်းထားတယ်မင်းတို့ခွေးတက်ကိုအားကိုးနေရင်တော့ဒီလိုပဲဆက်ပြီးတော့ဖြစ်နေဦးမှာပဲအဲ့တော့ဒီကောင်တော့လမ်းပေါ်တက်ပြီးတော့ဖင်ကုန်းပြီးအော်ဝေးရတဲ့အဆင့်ရောက်နေပြီဆိုတော့ဘယ်လောက်ထိတောင်ဆိုးနေလဲဆိုတော့ဒါအလုံးသိရတဲ့အတိုင်းပေါ့နော် ကဲတော့ဗီဒီယိုလေးကလည်းဆေးသွားပြီးဖြစ်တဲ့အတွက်ဒီမနက်ပိုင်းလေးကတော့ဒီမှာပဲရန်နာခွင့်ပြုပါကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကိုမော်တော်တွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်အလုံးပဲဆက်ဆက်ရရဂရုစိုက်ပြီးတော့တတိလေးနဲ့သွာလာနေထိုင်ကြပါလို့ကျွန်တော်ပြောရင်းနဲ့ပဲအလုံးပဲကျမ်းမာဘေးကင်းကြပါလိမ့်မယ်